အစ္စရေးကတီဟီရန်မြို့နယ်နျူကလ িয়ার တည်နေရာရဲ့အပောင်းဝဲအီရန်နိုင်ငံကိုဇွန်17ရက်ကပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အစ္စရေးဟာစိုးရတဲ့အကျိုးဆက်တွေကိုခံစားရလိမ့်မယ်လို့အီရန်ဘာသာရေးကောင်ဆောင်အယာတိုလာအလီခါမီနီကသတိပေးခဲ့ပါတယ်။အီရန်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုကုလသမဂ္ဂဗရိညင်စာရန်ရဲ့အပိုင်51မှာဖော်ပြထားတဲ့အချက်နဲ့အညီတရားဝင်တုံ့ပြန်ပိုင်ခွင့်ရှိတယ်လို့အီရန်နိုင်ငံသားကြီးဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ဒီရာဇဝဲမှုနဲ့အတူဂျူးအစိုးရဟာသူ့ရဲ့ခါသီးနာကျင်စရာကောင်းတဲ့ကံကြမ္မာကိုတတ်မှတ်လိုက်ပါပြီ။အစ္စရေးဟာအဲ့ဒီကံကြမ္မာကိုခံစားရမယ်ဆိုတာသိကြပါတယ်လို့ခါမီနီက ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အစ္စရေးစစ်စင်ရေးဟာအီရန်ရဲ့နျူကလ িয়ার တန်းစင်ရေးအစီအစဉ်ရဲ့အဓိကနေရာဖြစ်တဲ့နာတန်အနုမျိုးစက်ရုံနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေကိုပြစ်မှတ်ထားတာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်ဗန်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ပြီးအစ္စရေးရဲ့ကနဦးတိုက်ခိုက်မှုဟာအလွန်အောင်မြင်တယ်လို့ပြောကြားခဲ့ပါတယ်။ဇွန်23ရက်မှာအစ္စရေးရဲ့တိုက်ခိုက်မှုတွေကအီရန်အနောက်မြောက်ပိုင်းမှာရှိတဲ့စစ်ဘက်နေရာ၃ခုကိုပြစ်မှတ်ထားခဲ့တယ်လို့အီရန်နိုင်ငံပိုင်ရုပ်သံကဖော်ပြခဲ့ပါတယ်။ အရှိအစားပိုင်းကျန်းပြည်နယ်မှာရှိတဲ့စစ်ဘက်နေရာ၃ခုကိုဂျိုးဆိုရကတိုက်ခိုက်ခဲ့ပါတယ်လို့ပြည်နယ်ရဲ့အကြက်တဲစီမံခန့်ခွဲမှုဌာနရဲ့ထုတ်ပြန်ချက်ကိုအီရန်ဆိုရရုတ်တံကကိုးကားဖော်ပြခဲ့ပါတယ်။အီရန်မြို့တော်တီဟီရန်မှာစွန်း၃ရက်မနက်ပိုင်းမှာလောလောလတ်လတ်ပောက်ကွဲတံတွေကိုဇက်တိုက်ကြားရတယ်လို့လည်းအစိုးရရုတ်တံကဖော်ပြခဲ့ပါတယ်။အစ္စရေးကအီရန်ကိုတိုက်ခိုက်မှုအတွေ့ဒီပောက်ကွဲတံတွေကိုကြားရတာဖြစ်တယ်လို့ဆိုပါတယ်။ပေါကွဲတဲ့အစ်စ်တွေကိုတီဟီရန်မှာကြားရပါတယ်။ဝေဟင်ကောက်ွေကြီးကတုံ့ပြန်နေတယ်လို့ဆိုပါတယ်။ အင်ဂျရီတိုက်ခိုက်မှုအတွင်စီနီယာတော်လှန်ရေးအဆောင်တပ်တမိုဂိုလန်အလီယာရှင်နဲ့ထိတ်တန်းနျူကလ িয়ার သိပ္ပံပညာရှင်တွေတည်ဆုံခဲ့တယ်လို့အီရန်အစိုးရပိုင်ရုပ်သံကဖော်ပြခဲ့ပါတယ်။ဗိုလ်ချုပ်ဂိုလန်အလီယာရှင်ဟာအာဇာနည်ဖြစ်သွားတယ်ဆိုတာအတည်ပြုပါတယ်လို့အစိုးရရုပ်သံကဖော်ပြခဲ့ပြီးတက်စနင်သတင်းဌာနကလည်းအီရန်နျူကလ িয়ার သိပ္ပံပညာရှင်တွေဖြစ်တဲ့မိုဟာမက်မဟာဒီတာရန်ချီနဲ့ ဖီရီဒွန်အပါစီတို့လည်းအာဇာနည်ဖြစ်သွားခဲ့ကြတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါ့ပြင်အီရန်ရဲ့ဩဇာကြီးတဲ့တော်လှန်ရေးအစောင့်တပ်အကြီးအကဲဟော်စိန်ဆလာမီဟာလည်းအစ္စရေးရဲ့တိုက်ခိုက်မှုအတွင်းသေဆုံးသွားခဲ့တယ်လို့တက်စနေသတင်းဌာနကဖော်ပြခဲ့ပါတယ်။ အစ္စလာမစ်တော်လှန်ရေးအစောင့်တည့်ရဲ့အကြီးအကဲဗိုလ်ချုပ်ခေါ်စင်ဆလာမီဟာအစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အာဇာနည်ဖြစ်သွားခဲ့ပါတယ်လို့တက်စနင်းသတင်းဌာနကဖော်ပြခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအီရန်ကိုအစ္စရေးရဲ့တိုက်ခိုက်မှုတွေမကြမီဖြစ်လာမယ်လို့သတိပေးပြောကြားခဲ့ပြီးတဲ့နောက်ရက်ပိုင်းအတွင်းအစ္စရေးကအီရန်ကိုတိုက်ခိုက်တာဖြစ်ပါတယ်။အီရန်ကိုတိုက်ခိုက်ရမှာအမေရိကန်ပါဝင်ခြင်းမရှိတာကြောင့်အီရန်ကအရှိအလေပိုင်းမှာရှိတဲ့အမေရိကန်စစ်အခြေစိုက်စခန်းတွေအမေရိကန်စစ်သားတွေနဲ့အမေရိကန်ကျိုးစီးပွားတွေကိုတိုက်ခိုက်ခြင်းမပြုဖို့အမေရိကန်နိုင်ငံသားကြီးဝင် ြီးမာကိုရူဘီယိုကပြောကြားခဲ့ပါတယ်။အစ္စရေးကအရေးပေါ်အခြေအနေကြေညာထားပြီးနိုင်ငံရဲ့လေပိုင်နက်ကိုပိတ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။အီရန်ကိုအစ္စရေးကတိုက်ခိုက်ခဲ့တာကြောင့်ရေနံစေးဟာ၁၂ရာခိုင်နှုန်းကျော်မြင့်တက်သွားခဲ့ပြီးဇွန်၃ရက်မှာ stock ဈေးတွေထိုးကျသွားခဲ့ပါတယ်။တရုတ်နိုင်ငံကလည်းအစ္စရေးမှာရှိနေတဲ့၎င်းရဲ့နိုင်ငံသားတွေနုနုကြကြရှေ့စီဖို့တတိပေးထားပါတယ်။